ကျွန်တော်ကိုအားလုံးပဲမြင်လာပါ Drag and Fee Show ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်လည်းဘာလို့ဒီနေ့ကိုအများအားတင်ဆက်ပေးနေတဲ့စင်မင်းပါဒါကျွန်တော်တို့ဘာလို့အတင်ပြိသက်ဒီဒါတကယ်တမ်းကြားချင်နေတဲ့တည်င်းပေါ့လေဒီတည်င်းကတော့ဒါကဘာလဲဆိုတော့ဒါနောက်ခံနေရာနဲ့ပတ်သက်တဲ့တည်င်းအဲဒီတည်င်းက လက်ရှိမှာဆိုရင် ကိုရီအသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့အီဘရာဟီမာကိုနာဒေကိုလက်ရှိမှာလဘာဘူးအသင်းဘက်ကနေပြီးတော့၃ချိန်မြောက်ဒါနောက်ဆုံးအချိန်စာချုပ်တက်တန်ကန်လန်ထားတယ်။စာချုပ်တက်တန်တိုးဖို့အတွက်ကန်လန်ထားတယ်။ဒီကန်လန်မှုကိုကိုနာတေးအနေနဲ့ကလာမဲ့စောင်းရသည်ဈေးကွက်မတိုင်ခင်မှာသူ့ဘက်ကနေပြီးတော့တခုခု response လုပ်ပေးရမယ်။ပြန်ပြီးတော့သူ့ဘက်ကတခုခုပြန်ပြောရလိမ့်မယ်။အကယ်၍သူ့ဘက်ကထပ်ပြီးတော့စာချုပ်တက်တန်တိုးဖို့အတွက်လက်မခံတော့ဘူးဆိုရင်သူ့ကိုနှွေးရသည်အပြောင်းအရွှေ့ရောက်မှာ ဒါအလွတ်ပြောင်းရွှေ့ခြင်းနဲ့လက်လွတ်ခံမှာမဟုတ်ဘဲနဲ့ဒီစောင်းရာဒီမှာရင်ကိုနာတိတ်ကိုရောင်းချသွားတော့မယ်ဆိုပြီးတော့လဘာဘူးအသင်ဘက်ကတရားဝင်ပြောလိုက်ဆိုတော့ဟိုလက်ရှိကိုနာတိတ်ကိုဒီလိုမျိုးပြောလိုက်ခြင်းအပြင်ဒါကိုရေလဘာဘူးပြည်သက်တွေကြားမှာကနှစ်ခွားဖြစ်သွားတယ်တခုကကြတော့ကိုနာတိတ်ဆက်နေမှာလားကိုနာတိတ်ဆက်နေမယ်ဆိုရင်ရောစောင်းရာဒီမှာဒါနောက်ထပ်နောက်ခံကစားသမားတအူခေါ်အောင်မလား အဲကျန်တဲ့တစ်ဖက်ကကြတော့ကိုနာတိထွက်သွားရင်ဘယ်ကစားသမားကိုစောင်းရဒီမှာရနိုင်လေဒီလိုမျိုးအတွေးတွေကအမျိုးမျိုးတော့ပေါ်လာတာပေါ့လေဒါပေမဲ့လည်းလဘဘူးအသင်ဘက်ကအဲ့ဒီအတွက်ကိုပလန်နေရှိပြီသားအကယ်၍ကိုနာတိကဒါထပ်ပြီးတော့လဘဘူးအသင်ဒါစာချုပ်တက်တန်းကမ်းနာကိုလက်ခံခဲ့မယ်ဆိုရင်ဒါသူ့ကိုအသင်မှာဆက်ထားမဲ့အပြင်ကိုမှနောက်ထပ်ကစားသမားဒီဖန်ဒါအ ਨੇ ဆုံးတဦးစောင်းရဒီမှာခေါ်မယ်နောက်ຫນွေရာတိရောက်လို့ရှိရင်ဒီဖန်ဒါတွေထပ်ပြီးတော့ခေါ်သွားမယ် အကယ်၍ကိုနာတိကသာစာချုပ်တက်တန်းကိုလက်မခံတော့ဘူးဆိုရင်တော့ဒီဆောင်ရတီမှာတင်လဘဘူးအတင်ဘကအ ਨੇ ဆုံးဒက်ဖန်နာနှစ်ဦးလောက်ခေါ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ်ဆိုတော့လက်ရှိမှာလဘဘူးအတင်ဘကပြီးခဲ့တဲ့ transfer deadline day မှာဒီအပြောင်းအရွှေ့ပြက်ပြဲသွားတဲ့ဒါခရစ်စတပဲလေးရဲ့အတင်းကောင်းဆောင်နောက်ခံကစားသမားဖြစ်တဲ့မက်ဂယ်ဟီကိုလာမဲ့ဆောင်းရသည့်အပြောင်းရှိမှာကိုနာတီးတာထွက်ခွာသွားမယ်ဆိုရင်အရာခေါ်ယူနိုင်ပွဲရှိတယ်ဆိုပြီးတော့တည်င်းနေရသိရတယ် ဒါပေမဲ့လည်း Crystal Palace အသင်းဘက်ကကြတော့လေကိုစောင်းရတီမှာတော့လက်မလွတ်ချင်ဘူးသို့ပေမဲ့ဒါသူတို့အနေနဲ့ကစောင်းရတီမှာလက်မလွတ်ဘဲနဲ့နွေရတီမှာလက်လွတ်မယ်ဆိုရင်သူတို့ဘက်ကပြောင်းရွှေ့ခြင်းကိုအလွတ်ပေးရမယ်အဲ့ဒီတော့သူတို့ဘက်ကပြောင်းရွှေ့ကြည့်အလွတ်တော့လက်လွတ်ခံကြမှာမဟုတ်ဘူး။ဒါကြောင့်မလို့တချို့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရဆိုရင်ကိုနာတေးတာဒါလဘဘူးအသင်းကနေပြီးတော့ထွက်သွားမယ်ဆိုရင်ဂေဟီကတေချာပေါက်ဆောင်းရတီမှာရောက်လာမယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ်။ဆိုတော့ လက်ရှိမှာဂဲအီကိုရဖို့အတွက်ကတိတ်ပြီးတော့ဒါလွယ်ကူတော့တဲ့အနေထားတော့မဟုတ်ဘူးဗျာလက်ရှိမှာကဂဲအီကိုဒါပရီးမီးယားလေးရဲ့ထိပ်တန်းကလပ်တွေအကုန်လုံးပြီးရင်ကမ္ဘာဘောလုံးကလပ်တွေထိပ်တန်းကလပ်တွေအကုန်လုံးကဂဲအီကိုစိတ်စိတ်ဝင်စားနေကြတာ PSG Bayern Munich Real Madrid အကုန်လုံး Barcelona အကုန်လုံးကဒီလိုမျိုးကစားသမားကိုအလိုပြောင်းရွှေ့ခြင်းနဲ့ရမှာဖြစ်တဲ့အတွက်အကုန်လုံးကစိတ်ဝင်စားနေရဒီနေရာမှာကိုယ်လိုပါဘူးအသင်းအနေနဲ့ကဒါဒီစားသမားကိုအရာခွဲဖို့တော့ကလွယ်တော့မလွယ်ဘူးတိုးမိမဲ့ ။ဒါကိုအသင်းဘက်ကပြီးခဲ့တဲ့ transfer deadline ဒီမှာအပြောင်းအရွှေ့ပြက်ပြယ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီတုန်းကသဘောတူညီမှုအတိုင်းပဲဂေဟီကလက်ရှိအခြေအထိလက်ခံနေစေဖြစ်တယ်။ပြီးရင်အကယ်၍အပြောင်းအရွှေ့သာဒါဖြစ်နိုင်မယ်ဆိုရင်ဒါစောင်းရသည်မှာလည်းဖြစ်သွားနိုင်တယ်ဆိုပြီးတော့သိရတယ်။ဆိုတော့ဒါကတော့ကိုရီးယားဘက်အသင်းတော်တော့တကယ်တည်ငောင်းပဲပေါ့ဗျာ။ဒါဆိုတော့ဒီအာဒီမှာကိုရီးယားရှေ့လေနောက်300လုံးမှာအကောင်လုံးကယိုယွင်းပြက်စီးနေတာ။ဘယ်နေရာကမှကိုရီးယားအားကိုးနေလို့မရဘူး။ ကျွန်တော်ဒီနေရာမှာကိုရီးယားအဓိကကတော့ခံစစ်ပဲဒီနေရာဒီမှာပို့ပြီးတော့ဆိုးရွားနေတာခံစစ်ပြခံစစ်ကအခုဆိုရင်စရပွဲအပြီးမှာ16.9တောင်ပေးထားရတဲ့အနေအထားဆိုတော့တော်တော်လေးကိုမှယိုယွင်းနေတာဒီခံစစ်ကိုလော်ဘူအသင်းဘက်ကနေပဲပထမဦးဆုံးပြုတ်ပြင်မယ်ဆိုတဲ့တဲ့ရင်ကတော့ကိုရီးယားဘူအသင်းတော်ကတော့တရင်ကောင်းပဲအဲတကယ်လို့ဒါမက်ခဲဟီကိုမရခဲ့ဘူးဆိုရင်နောက်ထပ်ကစားသမားတအူဖြစ်တဲ့ဒါဘလက်ရှိဘိုင်မြူးနဲ့အသင်းရဲ့နောက်ခံကစားသမားတအူဖြစ်တဲ့ဥပါမီကာနိုကိုလော်ဘူအသင်းထံကခေါ်ယူနိုင်ပွဲရှိတယ်ဆိုပြီးတော့သိရတယ် ဒါကတော့ Upamecano ကိုခေါ်မယ်ကိုရီတင်းရဲ့ Ibrahim Konate တေကို Bayern Munich နဲ့အသင်းထံကိုပေးမယ်ဒါကစားသမားချင်းလဲမယ်ဆိုတဲ့ပုံစံမျိုးပေါ့လေဒီလိုမျိုးလဲတဲ့နေရာမှာလဲဘယ်အသင်းကမှအလိုက်ပေးစရာမလိုဘူးဆိုတဲ့သတင်းမျိုးကြီးလေကျွန်တော်ကြားထားရတယ် တွဲနဲ့အကယ်၍ဒါကိုနာတိကတာဒီစာချုပ်တက်တန်းကိုလက်ခံလိုက်မယ်ဆိုရင်ဥပါမီကာနိုးကိုစောင်းရည်ဒီမှာစ조사မှာမဟုတ်ဘဲနဲ့နောက်လာမယ်နွေရာသီမှတာလဘဘူးအသင်းထံက조사မယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့သိထားရတယ်ဆိုတော့ဥပါမီကာနိုးကတော့လဘဘူးရဲ့ဒါ second choice ဖြစ်နေတယ်လက်ရှိမှာကလဘဘူးတင်းရဲ့ first choice ကတော့မက်ကယ်ဟီပဲဆက်ပြီးတော့ဖြစ်နေတယ်အဲကျွန်တော်တို့ပြီးခဲ့တဲ့ရပ်ပိုင်းတော့ကတော့ဒါသတင်းတချို့ကြားခဲ့ရတယ်ဒါက ဒါလက်ရှိမှာအီတလီနောက်ခံကစားသမားဖြစ်တဲ့အင်တာမီလန်အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဘစ်တိုနီကိုယူရိုတန်း88တန်းအထိဒါပေါင်တန်း88တန်းအထိပေးပြီးတော့တကယ်စံချိန်တင်ပြောင်းရွှေ့ချေတရက်နဲ့ခေါ်မယ်ဆိုတဲ့သတင်းတွေရှိဒါပေမဲ့ဒါတွေကလက်ရှိလောလောဆယ်မှာကောလာဟာလာအဆင့်တတာလောက်ပဲရှိတာ အဲလက်ရှိမှာတကယ်တမ်းအသင်းဘက်ကဒါတရားဝင်ပြောထားတာကအီဗရာဟီမကိုနာတီရဲ့စာချုပ်ကိုထပ်ပြီးတော့တက်တန်းတိုးထားမယ်အကယ်၍တက်တန်းတိုးတာကိုလက်မခံဘူးဆိုရင်တော့သူ့ကိုတီဆောင်းရတီမှာပဲရောင်းထုတ်ပြီးတော့ဆောင်းရတီမှာအ ਨੇ ဆုံးကစားသမား2ဦးလောက်အီဗရာဟီမကိုနာတီထွက်သွားရင်ဆိုရင်တော့ခေါ်မယ်အကယ်၍အီဗရာဟီမကိုနာတီကဒီစာချုပ်တက်တန်းတိုးတာကိုလက်ခံမယ်ဆိုရင်တော့ဒါအသင်းဘက်ကနေပြီးတော့အ ਨੇ ဆုံးကစားသမား2ဦးတော့ဆောင်းရတီမှာမဖြစ်ဖြစ်တဲ့နည်းနဲ့ခေါ်မယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတယ် တော့ဒါကဂဂိန်ကတော့လက်ရှိမှာ first try ဖြစ်နေတယ်ဥပါမီကာနိုကတော့ second try ဒါပေမဲ့ကိုရီအသင်းရဲ့နောက်ထပ်နောက်ခံကစားသမားတဦးဖြစ်တယ်လက်ရှိမှာဂျိုကိုမက်ကဆိုရင်တော့အီတလီကလပ် AC မီလန်အသင်းနဲ့ဒါစကားတွေစာပြောနေပြီဆိုတဲ့တဲ့င်းတွေတီးခဲ့ရတယ်အဲပြီးခဲ့တဲ့ဒါကျွန်တော်တို့ဒီနွေရာသီအပြောင်းအရွှေ့တုန်းကဒီဂျိုကိုမက်က AC မီလန်အသင်းနဲ့တော်တော်လေးဒါရင်းနှီးခဲ့တဲ့ဒါစကားပြောခဲ့တဲ့အထင်မှာပါတယ်ဆိုတော့အပြောင်းအရွှေ့ကလည်းတော်တော်လေးဖြစ်ဖို့အတွက်နှီးဆက်သွားခဲ့တယ်တိုးပေမဲ့ ဒါຫນွေရသည်အပြောင်းရှိမှာဂေရီထွန်းစွာဒါလိုင်းဒီမှာဂေဟီရဲ့အပြောင်းရှိတာမပြက်ပြေခဲ့ဘူးဆိုရင်ဂျိုကိုမတ်ရဲ့အပြောင်းရှိကလည်းဖြစ်သားနိုင်ပွဲရှိတယ်။ဒါပေမဲ့လည်းဂေဟီကအတင်းထံကိုရောက်မလာတဲ့အချိန်မှာဒါအတင်းရဲ့နောက်ခံနေရာမှာလူတွေအများကြီးမရှိနေတာဖြစ်တဲ့အတွက်လည်းဘာဘူးအတင်းမကဒီဇာသမတ်ကိုဆက်ပြီးတော့ထိန်းထားခဲ့တာ။တိုးမြန်လက်ရှိအချိန်မှာဆိုရင်ဂျိုကိုမတ်က AC Milan အသင်းနဲ့ဒါတရင်းနေစပြီးတော့ထွက်လာပြီးတော့ AC Milan အသင်းနေနဲ့ကလည်းဂျိုဂိုမက်ကိုလာမယ်ဆောင်းရသည်တိုမဟုတ်နွေရသည်မှာအရာခေါ်ယူနိုင်ပွဲရှိတယ်ဆိုတဲ့တရင်းတွေကိုကျွန်တော်တို့တောက်လျှောက်သိထားရတယ်။ဆိုတော့လက်ရှိမှာတော့ကိုရီးယားအသင်းနေနဲ့ခံစစ်ကိုတောက်လျှောက်ပြုဝင်ဖို့ကြိုးစားနေတယ်။အဲအဲ့ဒီအပြင်ကမှလက်ရှိမှာအကယ်၍ဥပါမီကာနိုလည်းမရဘူး၊ဂယ်ဟီလည်းမရဘူးဆိုရင်နောက်ထပ်လဘာဘူးအသင်းရဲ့ဒါပဲမြင်နေ second option တ option တွေကလည်းရှိနေပြီးသား ဒါကလက်ရှိမှာ Sporting Lisbon ရဲ့နောက်ခံကစားသမား2ဦးအဲပြီးလို့ရှိရင်ဒါ Borussia Dortmund ရဲ့ဒါနောက်ခံကစားသမားဖြစ်တဲ့ဒါ Nico Schlotterbeck ဒီလိုကစားသမားတွေနဲ့လည်း Liverpool ကလက်ရှိမှာဆိုရင်ဒေါက်လျှောက်တင်းတွေထွက်နေပြီးတော့ Spartan ရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒါ Mikel Van de Ven နဲ့တောင်တင်းတွေထွက်နေတယ်ဆိုတော့ အဲဒါတွေကတော့ဘယ်လိုပြောမလဲအကယ်၍ဥပါမီကာနိုတို့ဂေယိုမရမှတာအဲဒီကစားသမားတွေရှိကိုသွားဖို့ရှိတယ်ပေါ့လေတို့ပေမဲ့ဒီကစားသမားနှစ်ဦးကတော့လက်ရှိလဘာဘူးအတင်ရဲ့ first try နဲ့ second try ဆိုပြီးတော့တီးရတယ်အီဗရာဟီမကိုနာတေးနေနဲ့စာချုပ်သက်တမ်းတိုးခဲ့မယ်ဆိုရင် မက်ကယ်ဟီကိုလဘာဝူအသင်းကစောင်းရာဒီမှာရအောင်ခေါ်ယူသွားမယ်ဆိုပြီးတော့လေကျွန်တော်တို့တည်ထားရတယ်ဆိုတော့ဒီဟာဒီမှာဆိုရင်ကိုယ်လဘာဝူအသင်းရဲ့နောက်တန်းခံစစ်နေရာကတော်တော်လေးကိုမှဆိုးရွားနေတာဆိုးရွားတာကဂျာဂင်ကလော့လက်ထက်ကလေးကဒါအခုအချိန်ထိပေါ့လေဂျာဂင်ကလော့စပြီးတော့ကင်ွယ်တဲ့အချိန်ကလေးကအခုအချိန်ထိ ါးဒီလိုမျိုးစိုးရွားတဲ့ခံစစ်မျိုးကိုပွဲစဉ်စက်တဲ့ပြီးမှကိုယ်လေပါဘူးတင်းနေတယ်တခါမှမကြုံခဲ့ရဆိုတော့ဒီလိုမျိုးခံစစ်ကိုအာနက်စလော့အနေနဲ့ဘယ်လိုမျိုးပြုပြင်သွားမလဲနောက်လာမယ့်ဆောင်းရာသီမှာကိုရီးယားအသင်းထံကိုဘယ်သားသမားတွေရောက်လာမလဲဒါကတော့တကယ်စိတ်ဝင်စားစရာကောင်းနေပါလိမ့်ဆိုတော့ကျွန်တော်ကိုရီးယားကိုဒီလက်ရှိပြောသွားခဲ့တဲ့ဒီကစားသမားကြီးတည်းမှာဥပါမီကာနိုလာလက်ရှိမက်ခေကဘယ်ကစားသမားကလည်းဘာဘူးအသင်းနဲ့ပို့ပြီးတော့အဆင်ပြေမယ်ထင်ကြတယ်ဘယ်သားသမားကလည်းဘာဘူးအသင်းနဲ့ပို့ပြီးတော့ကန့်ညီမယ်ထင်တယ်ဘယ်လိုမြင်ရလဲချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like and subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်